မင်္ဂလာပါရှင်ဒီနေ့တော့စနစ်တေ grateful ဇာရိတာနဲ့ပြည်သူနေတီဘာသာရက်ထဲကသင်ခန်းစာလေးကို ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်ဒါကြောင့် view လေးကိုစုံအောင် ချီပေကိုဖိတ်ခေါ်လိုက်ပါ grade 4ဇာရိတနဲ့ပြည်သူနေဒီဘာသာရက်မှာသင်ခန်းစာအားဖြင့်အခန်းက16ခန်းပါပါတယ်ဒီ16ခန်းထဲကနေမှပထမဆုံးနံပါတ်1အခန်းဖြစ်တဲ့မျှတသူလေးအကြောင်းကိုအရင်ဦးဆုံးပြန်လည်ညွှန်ပြသွားမှာဖြစ်ပါတယ်ဒါကြောင့်သင်ခန်းစာလေးကအကျိုးရှိတဲ့ဆိုရင်လည်းတခြားသူတွေသိအောင်လည်း like and share လေးတွေလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်ဟုတ်ကဲ့ပါဒါဆိုရင်သင်ခန်းစာလေးစလိုက်ကြရအောင်ကဲ ကလေးတို့ရေအစာတိအနေနဲ့ဘာလေးလဲဆိုရင်တဦးနဲ့တဦးမြတ်မြတ်တတာ နေထိုင်တတ်ဖို့အတွက်သင်ယူရမယ်သင်ခန်းစာလေးအကြောင်းအရာဖြစ်ပါတယ်။ဒါကြောင့်တခြားသူတွေနဲ့ကိုယ်နဲ့ပြုမှုဆက်ဆံရမှာပဲဖြစ်စေကိုယ့်ရဲ့မောင်နှမချင်းဖြစ်စေ ကိုယ့်ရဲ့ညီအစ်မချင်းဖြစ်စေကိုယ့်ရဲ့ညီညီအကိုချင်းဖြစ်စေဟုတ်လားဒီလိုမျိုးတယောက်နဲ့တယောက်ဆက်ဆံတဲ့အခါမှာ မြတ်တမှုဟာအရေးကြီးလားအရေးမကြီးဘူးလားစဉ်းစားကြည့်ရအောင်မြတ်တမှုကအရေးကြီးတယ်ဆိုရင်လေဘာကြောင့်မြတ်တမှုကအရေးကြီးတာလဲဟုတ်ပြီနော်ဟုတ်ပြီတာတာမီမီလေးတို့ရေအဲ့လိုပဲကြောင်ကန်းထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်မိသားစုထဲမှာပဲဖြစ်ဖြစ်မမြတာဘူးဆိုတာကိုရှိသလားမမြတာဘူးဆိုတာရောရှိလား ဟုတ်ပြီအဲ့ဒီမမျှတာဘူးဆိုတာကရောဘလို့အကြောင်းအရာတွေကိုမမျှတာဘူးလို့တတမီမီလေးတို့ကပြောချင်တာလေစဉ်းစားကြည့်ရအောင်နော်နောက်တစ်ချက်ညီသူညီမရရှိတယ်ဆိုတာကိုမျှတာမှုလို့ယူဆသလားညီသူညီမဆိုတာ ဥပမာဒီနေ့အိမ်ကဖေဖေက မောင်လေးကိုလည်းမုပ်ဘူး900ပေးတယ်လို့မမကိုလည်းမုပ်ဘူး900ပေးလိုက်တယ် ကိုကိုကိုလည်းမိုးဘိုးတထောင်ပေးလိုက်တယ်လို့ညီမလေးကိုလည်းမိုးဘိုးတထောင်ပေးလိုက်တယ်ဆိုတာကညီသူညီမရရှိတယ်လို့ယူဆတဲ့ဟာကိုဒီလိုညီသူညီမရရှိတာကို မျှတခြင်းလို့တတမီမီလေးတို့ကယူဆသလားဒါဆိုဘာကြောင့်လဲဘာကြောင့်မျှတခြင်းလို့ယူဆတာလဲတတမီမီလေးတို့စဉ်းစားကြည့်ရအောင်နော်ဟုတ်ပြီပထမဆုံးအနေနဲ့ကဲ ဒီပုံလေးတွေကိုကြည့်ရအောင်ပထမဆုံးအနေနဲ့ဒီပုံလေးတွေကိုကြည့်ရအောင်ပုံ1ရှိတယ်ပုံ2ရှိတယ်ပုံ3ရှိတယ်ပုံ4ရှိတယ်ပုံ1မှာဆိုရင်ဒါဆိုရင်စာသင်ခန်းထဲမှာပုံ1ကလည်းစာသင်ခန်းထဲမှာပုံ3ကတော့ကျောင်းပြန်လာချိန်နဲ့အချိန်လေးပုံ4ကတော့အပြင်မှာသွားလာတယ်ဝယ်အပြင်မှာဈေးဝယ်လာတယ်အပြန်လာတယ်အချိန်မျိုးလေးဟုတ်ပြီဒါဆိုရင်ဟောဒီပုံ1ရဲ့ ုံနှစ်ရယ်ပုံသုံးရယ်မှာတားတို့သမီးတို့အနေနဲ့ဘဲပုံလေးကိုစိုက်နှစ်တက်လေဘဲပုံလေးဘဲပုံလေးကိုစိုက်နှစ်တက်လေမြတာမှုဆိုတာကိုဘဲပုံလေးကိုကမြတာမှုလို့လက်ခံထားတယ်လေစဉ်းစားမယ်နော်ဘဲပုံလေးကမြတာမှုလို့လက်ခံထားတယ်လေဟုတ်ပြီဒါဆိုရင်မြတာမှုလို့လက်ခံထားပြီဆိုရင် ဘယ်လိုအခြေအနေရောက်တဲ့အခြေဘယ်လိုအခြေအနေမှာညတ်တတယ်လို့တာဟုတ်သမီးတို့ကပြောကျင်တာလေစဉ်းစားကြည့်ရအောင်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုရင်ဒီပုံတိကလေးကိုကြည့်မယ်ဟုတ်ပြီပုံတိတိကလေးရဲ့ចောင်းသားလေးရဲ့ဇပွဲပေါ်မှာဘာလေးတွေရှိလဲကြည့်ကြရအောင်ဟုတ်တာပေါ့ချိုချင်လေးတွေရှိတယ်ចောင်းသားလေးယောက်မှာချိုချင်လေးတွေသူတို့ရဲ့ရှေ့မှာချိုချင်တယောက်ကိုဘယ်နှလုံးစီထားလဲ ဟုတ်တာပေါ့ချိုချင်နှလုံးစီထားထားတယ်။ဒါဆိုရင်တအားသမီးတို့အနေနဲ့ဒါကိုညှတာမှုလို့လက်ခံလားမလက်ခံဘူးလားစဉ်းစားအောင်မယ်နော်။ဟုတ်ပြီဒါဆိုပုံတင်လေးအကြောင်းသိသွားပြီ။နောက်ပုံတင်လေးကိုကြည့်ရအောင်။ចောင်းသားလေးယောက်ရှိတယ်။ပစ္စည်းလေးတွေဝေးမျှထားတာတွေမှာတူလာကြည့်ရအောင်။ဒီဘက်ကဒီဘက်ကចောင်းသားလေးမှာဆိုရင်ဘယ်နှခုလဲ။နှစ်ခု။ဒီဘက်ကចောင်းသားလေးမှာဆိုရင် ၄ခုဒီဘက်ကနောက်ကကျောင်းသားလေးမှာဆိုရင်တစ်ခုနောက်ကကျောင်းသူမလေးဆိုရင်မှာဆိုရင်ဘယ်နှခုလဲ၃ခုဒါဆိုရင်ပုံနှစ်ကလေးကိုပေါ့စဉ်းစားကြည့်ရအောင်ပုံနှစ်ကလေးရောမျှတမှုအခြေအနေလားဘယ်အခြေအနေကမျှတတာလဲမျှတမှုအခြေအနေဟုတ်မဟုတ်ညတာတယ်လို့တအားသမီးတို့လက်ခံလားလက်မခံဘူးလားစဉ်းစားမယ်နော်ဟုတ်ပြီပုံ3ကြည့်မယ်ပုံ3လေးအောင် ုံသုံးလေးရောအကြောင်းသားနှစ်ယောက်တငယ်ချင်းနဲ့ပြန်လာတယ်ဖြစ်ဖြစ်ညီကိုနှစ်ယောက်အတူတူပြန်လာတာပဲဖြစ်ဖြစ်အကြောင်းကအတူတူပြန်လာပြီဘလို့ဖြစ်နေတဲ့ပုံစံလေးလဲအဲတယောက်ထဲကပဲပစ္စည်းတွေကို အကုန်တယ်ရတယ်သူများပစ္စည်းသူ့ရဲ့ကိုပိုင်တခြားသူရဲ့ပစ္စည်းကိုလည်းသူက တဲ့ပေးရတယ်ဒါဆိုရင်မြတ်တာတာလားမမြတ်တာဘူးလားမြတ်တာတဲ့သူလက်ခံတလားမမြတ်တာဘူးလို့ပြောခြင်းတလားဟုတ်ပြီနော်ဟုတ်ပြီဒါနောက်ပုံလေးကိုကြည့်မယ်ညီမ200တငယ်ချင်း200ဘာလေးဆွဲလာလဲချင်းထဲမှာ ချင်မောင်ရွက်တွေပါတယ်ကျက်သားတွေပါတယ်ဆိုတော့ဘယ်ကပါပြန်လာတာလဲ ဈေးရပြန်လာတာဟုတ်ပြီဒါဆိုရင်ဈေးရပြန်လာတဲ့အခါမှာဈေးချင်းအောင်ဈေးဝယ်တဲ့လက်ဆွဲချင်းအောင်လေးကိုဘလို့တယ်လာကြလေအဲတယ်လာတဲ့ပုံလေးကိုကြည့်ပြီးတော့ဒီအခြေအနေဟာမြတ်တမှုရှိတဲ့အခြေအနေလားမမြတ်တမှုလို့ထင်ရတဲ့အခြေအနေလားသားတို့ဘလို့သားတို့သမီးတို့ဘလို့လက်ခံထားလေစဉ်းစားမယ်နော်ဟုတ်ပြီဒါဆိုရင်ဘလို့အခြေအနေက ညတတာလေဆိုတာလေထက်လောင်းပြီးတော့စဉ်းစားကြည့်ရအောင် ဟုတ်တာပေါ့တာတာမိမိလေးတို့ရေပုံတစ်ကိုညတတယ်လို့လက်ခံတယ်ပုံလေးကိုညတတယ်သူလက်ခံတယ်ဟုတ်ပြီဒါဆိုရင်ပုံတစ်နဲ့ပုံလေးကိုဘာလို့ညတတယ်သူလက်ခံတာလဲ ပုံတင်မှာလဲချွတ်ချင်းလေးတွေကိုညီတူညီမြဝေပေးတယ်ဘသူမှပိုမပေးဘူးဒါကြောင့်မလို့မျှတတဲ့သူလက်ခံနေဟုတ်ပြီပုံလေးမှာဩဟုတ်ပြီဝဲလာတဲ့ချင်းနှောင်းလေးကိုအတူတူတဲယူတဲ့တစ်ဖက်တစ်ချက်စီအတူတူတဲယူတဲ့အတွေ့ဒါဟာမျှတတာလားမမျှတတာလားဩမျှတတဲ့အခြေအနေလို့လက်ခံနေဘာလို့မျှတတဲ့အခြေအနေလဲ အတူတူသေးယူလာလို့ဟုတ်တယ်အတူတူသေးယူလာလို့မျှတာတဲ့အခြေအနေလို့လက်ခံတာမှန်တာပေါ့တာတာမီမီလေးတို့ပြောတာလေဟုတ်ပြီဒါဆိုရင်ပုံနစ်နဲ့ပုံနစ်နဲ့ပုံသုံးကြဘာလို့မရွေးတာလဲပုံနစ်ကလည်းမျှတာတယ်လို့လက်မခံဘူးပုံသုံးကလည်းမမျှတာဘူးဟုတ်ပြီဒါဆိုရင်ဘာလို့ပုံနစ်ကလည်းမမျှတာတယ်လို့လက်မခံဘူး မြတ်တယ်လို့လက်မခံတာလေပုံသုံးကိုလည်းဘာလို့မမြတ်တာလဲဟုတ်တာပေါ့ပုံနှစ်မှာလည်းချိုချင်းကိုအညီအမျှမမွေးဘူးနဲတဲ့သူကနဲတယ်များတဲ့သူကညားနေတယ်အလဲအလိုက်ရတဲ့သူကရနေတယ်ဆိုတော့ကြတော့ဒါဟာညီသူညီမမဟုတ်တဲ့အတွေ့မြတ်တယ်လို့တာတာမီမီလေးတို့ကလက်မခံဘူးပေါ့နော် ဟုတ်ပြီဒါဆိုရင်နောက်နံပါတ်3ပုံလေးကဘာဖြစ်လို့လဲပုံ3လေးကကြတော့ ဟုတ်ပါ तू อ่ะจ้ะတော့ဘာမှမသိပဲねကော့တော့ကော့တော့ねကိုလာတယ်ဘေးอ่ะပါလာတဲ့တငယ်ချင်းဒါမှမဟုတ်ရေကိုယ့်ရဲ့ညီလေးကိုจ้ะတော့ तू อ่ะဆရာကြီးလှုပ်ပြီးတော့အကုန်လုံးတယ်ခိုင်းねသူခမခါကိုကုန်းလို့သူ့ရဲ့ကြောဖို့အိတ်လဲတဲရတယ်ဘေးอ่ะလဲဆွဲရတယ်ခါကြီးကိုဘာဖြစ်လို့တော့ကုန်းလို့ဒါဆိုရင်လဲမျှတတာလားမမျှတတာလားဒါပေါ်မမြတာတဲ့အခြေအနေအခြေအနေ မမျှတတဲ့အခြေအနေဒါကြောင့်သားတို့ကဒီပုံကိုလည်းမျှတတယ်လို့လက်မခံဘူးဒါဆိုရင်တာတာမီမီလေးတို့လက်ခံတဲ့ပုံကပုံ1ရယ်ပုံ4ရယ်ကိုတာတာမီမီလေးတို့ကမျှတတယ်လို့လက်ခံထားတယ်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုရင်စက်ကြည့်ရအောင် ကဲဒီတခါကတော့မြတ်တသူလေးအကြောင်းကိုဒီချက်ပြောပြမယ်ပုံထဲမှာဘာလေးမြင်လဲဒီပထမပုံလေးထဲမှာဘာဒီကလေးမလေးပထမဟာဒီကလေးမလေးဘာလုံနေလဲဘာဖြစ်နေတယ်ထင်လဲစဉ်းစားနေတယ်ဟုတ်တယ်တွေးနေတယ်မှန်တာပေါ့ तू စဉ်းစားနေတယ်တွေးနေတယ်ဟုတ်ပြီဒါဆိုရင်ဟောဒီပုံလေးอ่ะဩဘာလုံနေတယ်လို့ထင်လဲ ဘာလုံနေတယ်လို့ထင်လဲဒီပုံလေးရောဘာလုံနေတယ်လို့ထင်လဲဟုတ်တယ်စိန်ပြေးကြီးကစားနေပြေးတိုင်းလိုက်တိုင်းကစားနေတာမှန်တာပေါ့ဒါကြောင့်မြတ်တသူလေးအကြောင်းကိုပြောပြပေးမယ်နော်မြတ်တသူလေးများတဲ့ဘလို့ခါတွေကိုမြတ်တသူလေးများလို့ခေါ်တာလေဆိုတာကိုတောက်သမီးတို့ကနားထောင်အောင်အောင်တငယ်ချင်းများနဲ့အတူတဲ့ဟောဒီစင်စာတာတာမီမီလေးတို့စင်စာနေတယ်ဆိုတော့ ခရမ်းရောင်လေးနဲ့ဝစ်ထားတဲ့ကျောင်းသူလေးရဲ့အမိကမေမိုးတဲ့ဘာတူတယ်လဲမေမိုးအဲ့ဒီမေမိုးကသူ့ရဲ့တငယ်ချင်းနေနဲ့အတူကစားရမှာကိုမပျော်ရွှင်တော့ဘူးတဲ့ကစားရမှာဘာတုံးမပျော်ရွှင်တော့ဘူးဘာကြောင့်လဲဆိုတော့အတန်းထဲကတငယ်ချင်းစင်စင်ကတဲ့မေမိုးကို သူတို့အဖွဲထဲမှာကစားဖို့လက်မခံဘူးတဲ့ ဘာလို့လက်မခံတာလဲမေမိုးကအရက်လဲပူတယ်အပြေးလဲနှေးတယ်ဆိုပြီးတော့ကစားသူတို့အဖွဲနဲ့တာအတူတူကစားရရင်စင်စင်ကငါတို့နိုင်မှာမဟုတ်ဘူးဆိုပြီးတော့စိုးရင်စိတ်တွေနဲ့ပူပန်နေတယ်တဲ့ဒါကြောင့်မေမိုးလေးကို သူတို့ရဲ့အဖွဲထဲမှာမပေး ပါဝင်ခွင့်မပေးဘူးလို့သူက ပြောလိုက်တယ်တဲ့ အဲ့ဒီအခါမှာမေမိုးလေးကဘာဖြစ်သွားလဲဆိုတော့မေမိုးလေးကအော်ငါကအရက်ပူလို့ငါမပြေးနိုင်လို့ငါ့ကိုလူတရားဝါငါတငယ်ချင်းတွေကငါ့ကိုပေးမကစားတော့ဘူးငါတယောက်သေးပါငါဘာဖြစ်လို့အပြေးအပြေးမမြန်တာလဲငါဘာလို့အရက်တွေပူနေတာငါကြာမှာဘာလို့အရက်တွေပူနေတာလဲဆိုပြီးတော့သူကသူ့ကိုယ်သူစိတ်ဓာတ်တွေကြားပြီးတော့အဲ့ဒီဇင်စင်တို့အဖွဲနာကနေထွက်ခွာသွားတယ်တဲ့ စင်စင်တို့အဖွဲ့နာကနေထွက်ခွာသွားတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီတနေရာအဲ့ဒီအချိန်မှာပဲအခြားတနေရာမှာအေးအေးနဲ့အခြားတငယ်ချင်းတွေကလည်းပြေးလိုက်လိုက်တိုင်းကစားနေကြတယ်တဲ့အေးအေးကသူတို့နဲ့အတူပါဝင်ကစားကျင်သလားလို့မေမိုးလေးကိုမေးလိုက်တဲ့အခါမှာမေမိုးလေးဘာဖြစ်သွားမလဲပျော်သွားတယ်ဒါပေမဲ့တော့လေမေမိုးလေးက သူကအပြင်းနှေးတယ်ငါပါလို့ရှိရင်ကစားပွဲမှာအနိုင်မရမှစိုးရတယ်ဒါကြောင့်သူ့ကို အခြားသူတွေကမပါနဲ့အေးအေးရတာပါခိုင်းမိမယ်တခြားသူတွေကမပါနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောမှကိုသူကအယမ်းကိုစိုးရင်ကြောင်းကြနေတယ်တဲ့ဟုတ်ပြီနော် ဟုတ်ပြီဒါဆိုဆက်ပြီးတော့ကြည်ရအောင်တောင်းကြနေကြရတဲ့အချိန်မှာမေမိုးလေးအေးတို့အဖွဲထဲမှာဘာဖြစ်သွားပြီတော့အတူတူကစားသွားရပြီဟုတ်တာပေါ့သူတို့အားလုံးဟာဒန်းတူပါဝင်ခွင့်မပေးပဲဘေးဖယ်ချန်လန်ထားခြင်းကို မနစ်သက်ဘူးတဲ့အားလုံးဟာစီစီလုံးလုံးနဲ့ညီညွတ်မှုကိုပြက်ပြားစေတဲ့စီလုံးမှုကိုပြက်ပြားစေတဲ့ခွဲခြားဆက်ဆံခြင်းကို အကုန်လုံးက စန့်ကျင်ကြတယ်တဲ့အေးအေးကရှင်းပြလိုက်တာပေါ့အဲ့လိုနဲ့မိမိတို့ရဲ့သူတို့ရဲ့ကစားပွဲမှာအေးအေးတို့ရဲ့ကစားပွဲမှာအားလုံးပျော်ပျော်ရွှင်ရွှင်ကစားကြဖို့တဦးနဲ့တဦးမျက်မျက်တတပြုတ်မှုဆက်ဆံကြဖို့ဒါအဓိကဖြစ်တယ်ဆိုတဲ့အကြောင်းကိုအေးအေးကရှင်းပြလိုက်ပြန်တယ်တဲ့အနိုင်ရာရေးကိုဒါအဓိကထားတာမဟုတ်ဘူးတဲ့ စားပွဲဆိုတာနိုင်တဲ့အခါမှလည်းပျော်ရွှင်ရမယ်။ဆုံးတဲ့အခါမှလည်းတဦးနဲ့တဦးအပြစ်တင်ကမပျော်မရွှင်ဖြစ်တတ်တာကြောင့်လည်းပြောပြရမယ်တဲ့။ဟုတ်ပြီနော်။ဒါဆိုရင်ဆက်ပြီးတော့ကြည့်မယ်။ခုနဲ့နေ့လေကြောင်းစင်းချိန်လေရောက်ရောအေးအေးတို့နဲ့အတူ ကစားရတာကပျော်စရာကောင်းလာတဲ့သူ့စိတ်တွေကလည်းအယံကိုပဲ အဲစိတ်တက်ကြနေတဲ့စိတ်တွေဘယ်ပြောက်လို့ပျောက်သွားမှမသိဖြစ်အောင်ကိုပဲအေးအေးတို့ရဲ့တငယ်ချင်းတွေကအောင်လေးတို့မင်းပညာတို့ကလည်းသူ့ကိုခင်ခင်မင်မင်နဲ့ဝိုင်းပြီးတော့ကြိုးစိုးကြတဲ့အတူတူကစားပွင့်ပြီးတော့ကြတော့မေမိုးလေးမှပျော်စရာအလွန်ကောင်းနေတာပေါ့သူ့စိတ်ကလေးကအဲ့လိုပဲကစားပွဲမှာအဖွဲ့ဝင်တွေများလာတော့ နှစ်ဖွဲ့ခွဲပြီးကစားကြမယ်ဆိုပြီးတော့အားလုံးဆုံးဖြတ်လိုက်တယ်တဲ့ဆုံးဖြတ်ချက်ကိုလည်းအားလုံးကသဘောတူကြတယ်အဲ့မှာအဖွဲ့ခေါင်းဆောင်နှစ်ဦးကိုလည်းရွေးတယ်အားလုံးရဲ့သဘောတူညီမှုနဲ့ပဲအဖွဲ့ခေါင်းဆောင်ကိုလည်းရွေးချယ်ကြတယ်တဲ့အဲနေရတော့ကစားနိုင်တယ်ငါပဲပါ तू ကတော့မကစားနိုင်လို့သူ့ပဲသွားပြီးစေငါပဲနေမပါနဲ့ဆိုတော့ ခွဲခြားမှုမျိုးမရှိဘဲနဲ့ခေါင်းဆောင်တွေကလည်းအဖွဲ့ဝင် အားလုံးကိုမဲနိုင်ခိုင်းလိုက်တယ်တဲ့အောင်အောင်ဘက်ကဘသူပါမလဲမင်းပညာဘက်ကဘသူပါမလဲလို့မဟုတ်တော့ဘဲနဲ့အောင်အောင်ဘက်မှာပါမဲ့သူအဲမင်းပညာဘက်မှာပါမဲ့သူ အကုန်လုံးရှိသမျှသူအကုန်လုံးကိုမဲနိုင်လိုက်တယ်မဲနိုင်လို့ပေါက်တဲ့သူကကို့အဖွဲ့ကို ကိုဝင်ပြီးတော့အလက်ကြခွဲဝေပြီးတော့ကစားကြရမယ်တဲ့ အဲ့ဒီချိန်မှာအေးအေးနဲ့တငယ်ချင်းတွေက မတူညီမှုအားလုံးကိုလက်ခံပြီးတော့တဦးနဲ့တဦးလေးစားကတဦးရဲ့တဦးဒန်းတူ အခွင့်အရေးတွေရရှိစေတယ်အပြေးနှေးတဲ့မေမိုးလေးအတွေ့တငယ်ချင်းအားလုံးကအချိန်လျှော့ပြေးခြင်းနဲ့အမိဖမ်းနိုင်ရန်အားပေးကူညီပေးရမယ်တဲ့အပြေးမြန်တဲ့အောင်လေးလိုက်ရတဲ့အလှဲ့မှာလဲခြေတစ်ဖက်ထောက်ပြေးခြင်းဖြင့် တငယ်ချင်းတွေကိုနေအမိဖမ်းပေးရမယ်နော်တဲ့ကစားပွဲမှာအနိုင်ရရေးထက်ခွဲခြားမှုကင်းမို့အချင်းချင်းစာနာနားလေကတဦးရဲ့လိုအပ်ချက်ကိုတဦးမျှဝေခြင်းဖြင့်စင်စင်ကိုမျှဝေခြင်းဖြင့်စင်စင်ကိုတငယ်ချင်းများနဲ့အတူပျော်ရွှင်စွာကစားစေခြင်းပါတယ်တဲ့အေးအဲ့လိုရယ်ပျော်ရွှင်စွာ ကစားစေချင်ပါတယ်ဆိုပြီးတော့လေးကမေမိုးလေးကို ခွဲခြားဆက်ဆိုင်တတ်တဲ့ဇင်းစင့်ကိုတငယ်ချင်းတွေကဘာဖြစ်သွားပြီတော့ဟုတ်တာပေါ့နားလည်မှုတွေ ပေးပြီးတော့တဦးနဲ့တဦးမခွဲခြားဖို့အချင်းချင်းစာနာနားလည်ဖို့တဦးရဲ့လိုအပ်ချက်ကိုတဦးက ဖြည့်ဆွမ်းပေးဖို့ဝေမျှဖို့ဆိုတဲ့အကြောင်းကိုစင်စင်ကို ရှင်းပြပြီးတော့အေးအေးတို့မေမိုးတို့ အောင်အောင်လေးတို့ဗညာတို့မင်းဗညာတို့အကုန်လုံးကတငယ်ချင်းတွေအားလုံးကပျော်ပျော်ရွှင်ရွှင်နဲ့ကစားကြတော့ပျော်စရာကောင်းတဲ့တငယ်ချင်းတွေအဖွဲ့တွေနဲ့အတူမြတ်တသူလေးဆိုတဲ့အကြောင်းကို ပြောပြထားတယ်။ဟုတ်ပြီနော်။ဒါဆိုရင်တာတာမီမီလေးတို့ရေဒီမြတ်တသူလေးဆိုတဲ့အကြောင်းကိုနားထောင်ပြီးတဲ့အခါမှာတာတာမီမီလေးတို့ကကိုယ့်ရဲ့အကြောင်းထဲမှာမြတ်တမှုရှိတဲ့နေရာတွေ ဟုတ်တလားမဟုတ်ဘူးလားဟုတ်တယ်ဆိုရင်လည်းဟုတ်တယ်ဘာကြောင့်မျှတမှု ရှိရတယ်မျှတမှု မရှိဘူးဆိုရင်လည်းဘာကြောင့်မျှတမှု မရှိဘူးဆိုတာလေးကိုစဉ်းစားကြည့်ရအောင်စဉ်းစားပြီးတော့တတမီမီလေးတို့ရဲ့စာအုပ်ထဲမှာချရေးကြည့်မယ်နော်ဟုတ်ပြီ နောက်တစ်ချက်ကကြတော့တာတာမိမိလေးကိုចောင်းပြီးသွားပြီចောင်းပြီးသွားဆိုတာတာမိမိလေးတို့ကအចောင်းမှာအများဆုံးနေကြတယ်ចောင်းဖွင့်ချက်ចောင်းမှာအများဆုံးထိတွေ့ပြီးတဲ့အခါမှာတာတာမိမိလေးတို့ရဲ့ပတ်ဝန်းကျင်မှာရောညာတမှုရှိစွာနဲ့ပတ်ဝန်းကျင်မှာနေထိုင်ရသလားဒီလိုနေထိုင်ရတယ်ဆိုရင်လေဘာကြောင့်နေထိုင်ရတာလဲဆိုတာလေးကိုလည်းစဉ်းစားပြီးတော့ရေးမယ်နော်ဟုတ်ပြီနောက်တစ်ချက်က တတမီမီလေးတို့ရေလူတိုင်းအပေါ်မှာမျှတမှုရှိစွာပြုမှုဆက်ဆံရန်အရေးကြီးပါတယ်တဲ့ဒါဆိုရင်ဘာလို့မျှတမှုရှိဖို့ပြုမှုဆက်ဆံမှုဟာအရေးကြီးတာလဲဆိုတာလေးကိုလည်းတတမီမီလေးတို့ကစဉ်းစားပြီးတော့ဖြည့်ကြည့်ရအောင်နော်ရမလားဟုတ်ပြီဒါဆိုရင် now ရလူလေးတွေစဉ်းစားပြီးရေးတဲ့အခါမှာတတမီမီလေးတို့ကစိတ်ကူးပေါ့ကြောင်းရောက်တဲ့အခါမှာလဲတတမီမီလေးတို့အခုတတမီမီလေးတို့အဖွဲတငယ်ချင်းတွေရှိတယ်ကို့အဖွဲရင်းနဲ့သူစိတ်ကူးလေးတွေပုံပေါ်ဆွေးနွေးကြမယ်ဥပမာဒီမှာဆိုရင်ဇင်းစင်းအဖွဲဆိုဇင်းစင်းဒါမှမဟုတ်ရင်လဲလှပတော့ပန်းကလေးမြန်အေးနောက်အေးအေးအဖွဲဆိုလဲအေး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 လို့ခေါင်းစဉ်မတက်ချင်ဘူးဆိုရင်လဲ ကိုအဖွဲရဲ့အမိကိုနာမည်လှလှလေးပေးခြင်းနဲ့ဆိုရင်လေနာမည်လှလှလေးတွေပေးလို့ရပါတယ်เนาะရေးပြီးတော့အဖွဲအမိလေးတွေရေးမယ်အဖွဲအမိလေးမှာတာတာမီမီလေးတို့ရဲ့ចောင်းမှာစုံတွေ့ရတဲ့မျက်တချင်းအကြောင်းလေးကိုလည်းရေးမယ်နောက်အိမ်မှာစုံတွေ့ဘူးတဲ့မျက်တချင်းအကြောင်းနောက်အိမ်နဲ့ចောင်းနဲ့မှာတာတာမီမီလေးတို့စုံတွေ့ရတဲ့မျက်တချင်းအကြောင်းပြီးတဲ့အခါမှာမျက်တချင်းအပေါ်မှာ တတမီမီလေးတို့ရဲ့သဘောထားအားလုံးရဲ့သဘောထားကိုတစ်ချက်ချင်းစီ ရေးကြမယ်တူနေတယ်ဆိုရင်တူနေတဲ့အချက်ကလေးကိုဖယ်ထားပြီးကမှမတူတဲ့အချက်ကလေးတွေကို အကုန်လုံးရေးကြမယ်မြတ်တာချင်းအတွေ့အပြုအမှုဆိုတာကဘာတွေလဲဆိုတာလေးကိုလည်းအားလုံးစဉ်းစားပြီးတော့ရေးကြရအောင်နော်တတမီမီလေးတို့ကဒါလေးကိုလုတ်ပေးမယ်နော် ဟုတ်ပြီဒါဆိုရင်တတမီမီလေးတို့ကဒီမျှတသူလေးဆိုတဲ့အကြောင်းကိုကောင်းကောင်းမွန်မွန်နားလည်သွားမယ်လို့ထင်ပါတယ်နော်နားလည်သွားတယ်ဆိုရင်ဒီသင်ခန်းစာလေးကိုဒီမှာပဲရန်နာပြီးတော့နောက်ရက်မှပြန်လဲတွေ့ရအောင်ပါကျေးဇူးများကြီးတင်ပါတယ်ရှင်